အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေဂျန်သပရိသားသမီးအားလုံးအတွက်ဆက်ကွေရ6လ2025ကနေ25ရက်6လ2025အတွင်းမှာဂျုံလူရမဲ့တပတ်စာကံကြမ္မာဟော့ကင်းကိုဂန္ဓာတစ်ခုစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကာလအတွင်းမှာကျွန်တော်မိတ်ဆွေဂျန်သပရိသားသမီးတွေပေါ့လေဘလိုကဏ္ဍရလေးတွေဂျုံလူရတယ်လဲဆိုတော့ဒီတစ်ပတ်ကာလကတော့ဂျန်သပရိသားသမီးတွေအတွက်အဲကံကြမ္မာရဲ့မျက်နှာပေးမှုခံရတဲ့ရက်တစ်ပတ်ကာလထဲမှာပါတယ်ကနော်အခွင့်အရေးအသစ်တွေဇက်တိုက်ပေါ်ပေါက်လာလိမ့်မယ် ကိုလောက်တဲ့ကိစ္စမှန်တယ်များကိုလောက်နဲ့ထိတဲ့ပိုင်းရွှေဖြစ်မယ်လို့ပဲတင်စားပြီးပြောအောင်ပါဗောလေနော်အဲ့တော့အလုံးနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာလုပ်ငန်းကောင်အဲလုပ်ငန်းခွင်ပါဗောလေခေါင်းဆောင်ပိုင်းယာရုပိုင်းရတဲ့တဲ့အနေထားရှိတယ်အဲ့တော့ယာရုတို့ဆောင်ပွဲတွေဘာတွေဖြစ်မယ်ဆိုရင်ဒီကာလမှာအောင်းလိမ့်မယ်ယာရုတို့တဲ့အနေထားလေးတွေကြုံရလိမ့်မယ်အမရန်ကောင်းတယ်နော်အချုပ်ကယာရုမတို့အောင်လှဆတိုးမယ်ဆိုတဲ့အနေထားတွေအတန်တွေကြားတဲ့အနေထားတွေရှိလိမ့်မယ်အထက်လူကြီးအကြီးကဲတွေရဲ့အကူအညီဆောင်မမှုတွေတွေလက်တွဲခုံမှုတွေတွေကြုံရတတ်တယ်နော်အထက်လူကြီးတွေကကိုယ်ကိုသဘောကျနေတာမျိုးလေးတွေအစားဖြစ်တတ်တော့တော်တော်လေးအားကောင်းပါတယ်အလုံးနဲ့ပတ်သက်ရင်ဗောလေ ါပေမဲ့အထက်ကဘလောက်ပဲကောင်းကောင်းလွတ်ဖို့ကင်မဲ့အချင်းချင်းကိုအောင်မြင်ပြီဆိုရင်စွဲချခြင်းတဲ့သူတွေမန္တလေးတဲ့သူတွေကလည်းဘေးပတ်ချလဲမှာဝိုင်းရံနေတာမျိုးတွေဖြစ်တဲ့အတွက်အထူးတော့သတိထားမှာပေါ့လေဘယ်သူမှတော့မယုံနဲ့ပေါ့သို့တော့အဲ့အောက်လငယ်သားပြောတဲ့စကားတွေလွတ်ဖို့ကင်မဲ့အချင်းချင်းတွေပြောတဲ့စကားတွေကိုနားမယောင်မိဖို့အရေးကြီးတယ်ဗျာနော်မခံစားပါနဲ့ခေါင်းထဲထုတ်လိုက် လုံနေကြအတိုင်းပုံမှန်အလုပ်ကိုပဲကြိုးစားပြီးလုပ်ပါအဲထိုက်တဲ့နဲ့အကျိုးခံစားခွင့်အေကံမုတ်ချရရှိလာပါလိမ့်မယ်တချို့ကြတော့အထက်ကအလိုမျိုးကောင်းတယ်အဲရန်တို့တစ်ခုလည်းရပြီသို့တော့ ခုနကဘေးရဝိုင်းပေးလာတဲ့ဖိအားပေးတဲ့ဒဏ်တွေကိုအဲပြောစကားတွေကိုကြားပြီးတော့မခံနိုင်တဲ့အခါမှာလက်ရှိလုပ်တဲ့အလုပ်တွေမှာမလုပ်ချင်တော့ဘဲနဲ့ထွက်ချင်ပြောင်းချင်ရွှေ့ချင်တဲ့စိတ်တွေပါပေါ်လာတာမျိုးလိုတွေဖြစ်တယ်လို့ပါအလုပ်ဖြစ်တဲ့အခါမှာထွက်ခဲ့ရင်ကောင်းလားမကောင်းဘူးလေအနောက်အလုပ်တစ်ခုရှာရင်အလုပ်တစ်ခုမရတာရတဲ့လောက်ကအဆင်မပြေတာလေးတွေတွားဖြစ်တာမျိုးလေးတွေကြောင့်တော့လက်ရှိလုပ်တဲ့အလုပ်မှာပဲနေပါလို့ပဲအကြံပေးချင်တယ်ဗျာနော်တခုတော့ရှိတာပေါ့ ကိုကထွက်ပြီးတော့ခုနကလိုအများနဲ့စုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေဆက်တူရှယ်ကိစ္စတွေမလုပ်ချင်ဘူးဆိုရင်ကိုပိုင်စီးပွားရေးတစ်ခုပဲလုပ်မယ်ဆိုရင်တော့အဲထွက်ပြီးတော့ကိုပိုင်စီးပွားရေးတစ်ခုစတင်အကောင့်နဲ့ပေါ်လို့ရတယ်ပြန်နော်ဒီမှာလို့မလုပ်ဘဲနဲ့ကိုလုံးလုံးတော့ရပါတယ်နော်အဲ့တော့လုပ်ပါအဲ့တော့လုပ်တဲ့အခါမှာလည်းအချာတာရိသားသမီးတွေကအဲကိုနဲ့ကိုနဲ့အကျိုးပေးရအများကြီးတော့ရှိတာဗောလေအဲဒီကလာမှာဆိုရင်တော့အကောင်းဆုံးကတော့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးတွေပါလေလို့အရင်ကောင်းနေပြန်နော်အုတ်တို့သဲတို့ကြောက်တို့အဲ့ဒါမျိုးတွေရောင်းဝယ်ဖောက်ကားတာတွေဘီလမ်းစသည်အဖြစ်ပေါ့လေအိမ်ဆောက်ပစ္စည်းတွေမှာပါဝင်တဲ့လုပ်ငန်းတွေလုပ်ပါအိမ်အရောင်းဝယ်တွေပါလေလုပ်လို့ရတယ်အတက်နိုင်ရင်တော့ဝယ်ရောင်းတွေပါလေပါလုပ်ပါအကျိုးပေးတယ်ပြန်နော်ပြီးတော့စီတိုင်းတွေပါလေဖွင့်ပေါ့ဓာတ်စီတိုင်းတို့ဒီဇယ်တို့အဲ့ဒါမျိုးတွေအစားရတယ်စံပွဲရုံတွေစီပွဲရုံတွေလုပ်ပါအမှန်အကျိုးပေးတယ်ပြန်နော်လက်ညွန်ညွန်ဟာရေဖြစ်တဲ့ကာလာတွေမှာပါတယ်တယောက်အားနဲ့မရအောင်လောင်းစုပေါင်းဆက်ပေါင်းလုပ်ပါအကျိုးပေးပါလေပြန်နော်အဲ့ဝင်နာလုံးမလုပ်ချင်ဘူးဆိုတော့အဲ့လိုလေးလုပ်ပါနော် ခုနကကျွန်တော်ပြောတဲ့လုပ်ငန်းထဲမှာပါဝင်ဆောင်နေတဲ့သူတွေဆိုတော့ဒီကာလမှာတော်တော်လေးအားကောင်းတယ်အဲရှင်းပုံရှင်းကံကြီးမားတဲ့သူတွေဆိုရင်အမွေနဲ့ရတယ်လို့မျိုးပတ်စံအစုလိုက်ပြုံလာရထတဲ့ဂိမ်းထဲမှာသွားပါတယ်ဗျာနော်ဆိုတော့အေးချမ်းချမ်းရပါလိမ့်မယ်ဘာမှစိတ်မပူပါနဲ့နော်တခုတော့ရှိတယ်ကံလေးကောင်းတယ်ဆိုတော့လည်းပဲကံကိုယုံပြီးစိုးပုံတော့နင်းလို့မရဘူးဗောလေအဲဒီကာလမှာငွေချင်းနဲ့ပတ်သက်ပြီးလက်လုံလို့တော့မရပါဘူးပြီးတော့ရတဲ့ပတ်စံလေးတွေကလေအာကို့အတွက်မကုန်မနဲ့ဗောလေမိသားစုတို့အိမ်တို့ဆိုပြီးတော့သွားကုန်တာမျိုးတွေဖြစ်တတ်တယ် ဆိုတော့လေအနောက်လက်ကြည့်လိုက်လို့ရှိရင်တော့ကိုကအရှိမကျိုးသားတယ်ပတ်စံနေတော့အများကြီးရတယ်ဒါပေမဲ့အနောက်ကဘလောက်ပဲပေးပေးပေးလို့မလောက်ဘူးဆိုတဲ့အနေထားမျိုးတော့ကျုံဝတ်တတော့မိသားစုကြီးကပြဿနာလေးတွေသွားကျုံဝတ်တတဲ့ဂယူးဆိုင်ပါအနောက်မှာလည်းကိုတယောက်တည်းအားကိုပဲမျောကိုပြီးတော့စောက်ဆိုင်စားတောင်းမဲ့သူတွေကလည်းထိုင်ဆောင်နေတာမျိုးတွေဖြစ်တတ်တော့သတိထားပါလို့ပဲကျွန်တော်အဲ့လိုပဲမာလို့ရမယ်ပေါ့နော်အဲ့တော့မိဘကြောင့်ဆွေမျိုးညီကိုမတော်ကသားသမီးကြောင့်စိတ်တော်ကလေးတွေရောက်တာသူတို့ကြောင့်ငွေကုန်ကြေးကြများတာမျိုးလေးတွေကတော့တွားဖြစ်လိမ့်မယ်တစ်ခါမှတော့လက်ပိတ်တဲ့ဂိမ်းတွေမှာတော့လုံးဝမပါဘူးအဲ့ဒါလေးတော့သိစေချင်တယ်ဗျာနော် အဲဒီကလာမှာပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ပေါ့လေအဲ့ဒီကမှာအထူးသဖြင့်အဲဗုဒ္ဓဂုသာသမီတွေအဲတနင်္လာသာသမီတွေပေါ့လေအဲ့ဒါလေးတွေကအကျိုးပေးတယ်လို့ခေါ်တယ်အဲတခုဆိုရင်သူတို့နဲ့ပူးတွဲတာမျိုးမျိုးလို့သူတို့စီကအကြံဉာဏ်အကူအညီလေးတွေယူပါဗျာနော်အင်္ဂါတောက်ကြသာသမီလေးတွေကိုကောင်းကောင်းကြီးဒုက္ခပြုလိမ့်မယ်ချစ်သူအိမ်တော်ဘက်ကအဲ့ဒီသာသမီတွေမှာပါရင်ကိုယ်နာပြတ်တာလေးတွေဖြစ်တာတတိယတယောက်ပေါ်တာအရှုပ်ရှက်ပြဿနာလေးတွေကြုံရတဲ့ဆိုတော့ဂိမ်းမျိုးတွေမှာသွားပါတယ်အတော့အထူးသတိထားပါဂိမ်းဆိုင်ပါ အချစ်အိမ်တော်ကြီးကအမရန်စမ်းပွင့်မယ်စမ်းအပွင့်လို့ပြီးပြဿနာဖြစ်ကိုဖြစ်လိမ့်မယ်အဲအိမ်တော်တွေဆိုရင်ဒီကာလမှာအိမ်တော်ကြီးဖောက်ပြန်မှုတွေကြုံရတာမျိုးလေးတွေဖြစ်တတ်တယ်အဲတချို့ကကိုယ့်ချစ်သူအိမ်တော်ကဖောက်ပြန်တာမျိုးဖြစ်တတ်တယ်လို့ကိုယ်ကိုယ်တိုင်ကလည်းစိတ်တွေယိုင်ပြီးတော့ဗောလေလက်ရှိအိမ်တော်ကြီးကိုစိတ်ကုန်ပြီးကွာခြင်းကွာခြင်းတို့မျိုးဖြစ်နေတာမျိုးလေးတွေကြုံရတော့ရှေ့တဝက်ခါနှောက်ဆောက်ခါပြဿနာလေးတွေပေါ်တတ်တယ်သတိထားပါငွေကြေးလေးတွေပြန်အဆင်ပြေလာပြီးကံလေးတွေကောင်းပြီဆိုရင် ဟိုဟာလူမှုရေဖောက်ပြန်မှုတွေအမျိုးသားတွေဆိုလဲကေတပီသွားမှာဆက်သွားအငွေနှောင်းတွေ့ဒါမျိုးတွေဖြစ်တတ်တော့လေအဲ့လိုဖြစ်ခဲ့ရင်ဝင်လာမဲ့လက်လာပါလေးတွေကမဝင်တော့မနဲ့လက်ပိတ်ချသွားသလိုလေးဖြစ်တတ်မယ်အထူးဂရုစိုက်ပါနော်အခြေအိမ်တော်ကြီးကောင်းကောင်းဒုက္ခပေးမဲ့ကာလခေါ်တယ်အဲချစ်သူအိမ်တော်ဘက်တွေကွဲတာပြက်တာကွဲလူလူပြက်လူလူဖြစ်တာတော့မဟုတ်ရှစ်တဝခက်နောက်ဆဝခက်ဖြစ်ပြီးတော့သုံးဝန်းဆိုင်တွေလေးဝန်းဆိုင်တွေဘယ်နှဝန်းဆိုင်လို့ဆိုင်မှမသိတဲ့အနေအထားတွေဖြစ်တတ်တယ်မမေ့ပါနဲ့နော်ဂရုစိုက်ပေးပါလို့ပဲအကြံပေးခြင်းနဲ့အဲပြီးတော့အိမ်တော်တယ်ဆိုရင်တယောက်တည်းညာစီခွဲနေရတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒီမှာလည်းထပ်ပြီးမှခြင်းနဲ့ ချစ်သူအိမ်တော်ဘက်တွေကကို့အနီးနားမှာမဟုတ်ဘဲနဲ့ရက်ဝဲနယ်ကြားတွေမှာရှိတဲ့သူတွေဆိုရင်သူတို့ရဲ့ဖောက်ပြန်မှုတွေတွေသူ့ဘက်ကိုယ့်ဘက်တွေမှာထပြီးကြုံဝန်းတက်တဲ့အဲသတိထားပါလို့ပဲအကြံပေးခြင်းလည်းဗျာနော်ပြီးတော့မမျောနေမဲ့ရုပ်တရက်အိမ်တော်တွေပါလေကြားတက်တယ်ဗျာနော်အိမ်တော်ကြားနေလဲသွားရှိတာတွေ့ရတယ်ဒါပေမဲ့ဒီကာလမှာကြားတဲ့အိမ်တော်ကတော့အာမိသားစုတွေစုံစုံညီညီမင်္ဂလာဖိတ်စာဝေပြီးတော့ကောင်းကောင်းမှုကိုကြားတာထက်စရင်အတူတူနားလည်မှုနဲ့နေလိုက်ရတာမျိုးလေးတွေဖြစ်တာများတဲ့တဲ့ဘာဘာတော့ရှိတာပေါ့လေကြူးဆိုင်ပါပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းတစ်ခါတည်း margin နဲ့အဲကျမ်းမာရေးမှာ နှစ်ချက်ဖြစ်တယ်ဗောလေတစ်ချက်ကအာယုံကြောင့်နဲ့ပတ်သက်တဲ့ယောဂဖြစ်တယ်ခေါင်းမူးခေါင်းကိုက်ခေါင်းကြီးအောင်နှောက်ကြောကြီးတက်ပြီးတော့အဲမျက်မျက်စိတွေပါမျက်ရိုးတွေပါ gain မျက်လုံးတွေပါအဲ့လိုမျိုးသိမကောင်းဘောလေပြီးတော့မျက်နာခန္ဓာကိုအရေပြားတွေပေါ်မှာအနာလိုအဖုတွေအများကြီးပေါက်ပြီးအလားပြတ်တဲ့တနည်းအားဖြင့်သွေးသားနဲ့ပတ်သက်တဲ့ယောဂလိုပဲပြောရမယ်နော်အဲ့တော့အတော်လေးတော့ဂယူဆိုင်ပြီးပါအမျိုးသမီးတွေကိုလည်းတစ်ချက်တည်းမာလိုက်ခြင်းသေးတယ်တိုင်နဲ့ပတ်သက်တဲ့ယောဂလေးတွေဂယူဆိုင်ပြီးဟာယိုဒန်းဒီအိမ်တော်ရှိတဲ့အမျိုးသမီးလေးတွေဆိုရင်တော့ကိုဝင်ရတာမျိုးလေးတွေဖြစ်တတ်တာဗောလေဒါကောင်းပါတယ်ဒါပေမဲ့လို့ခုနက ချစ်သူတွေမှာလစ်ဖနီကသားတွေနေပြီးတော့မမောင်နေမနဲ့ရုပ်တရက်ထပြီးကိုယ်နေပါလေရတာမျိုးတွေဖြစ်တဲ့ဂယုဆိုင်ပါတချို့ကအဲ့ဒါလေးတွေဖြစ်တဲ့အခါမှာအကြောင်းကြောင်းကြောင်းဖျက်ချတာမျိုးတွေတွားဖြစ်တော့စီဝါလက်လာပါပိတ်ပြီးတော့အကုသိုလ်ပါဖြစ်တဲ့အဲ့လိုမျိုးလုံးဝအဖြစ်ခံလို့မရဘူးထပ်ထပ်လဲလဲဂယုဆိုင်ပါတချို့အသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်တော့တအိမ်မှာရေးတဲတာအလုံးတဲတာမျိုးတွေဖြစ်တဲ့မမေ့ပါနဲ့နော်မပေါ်ဆက်ပါနဲ့ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့လေဂျာလာရီသားသမီးတွေပညာမှာဒီကာလမှာအလုပ်တွေအရန်ပင်မနာတကြောင်တခြားအကြောင်းကြောင်းကြောင်ပေါ့လေလူမှုရေးကိစ္စတော်လကောင်း စိတ်တွေလေနေတာမျိုးလေးတွေဖြစ်ပြီးတော့ပညာကိုအာယုံကောင်းကောင်းအပြည့်အဝမဆိုင်နိုင်တာမျိုးလေးတွေဖြစ်တတ်တယ်။ဟိုစာကျင့်တော့မှအုံနောက်ထဲမှာရောက်တာမျိုးလေးတွေမမှီမလွယ်တာမျိုးလေးတွေဖြစ်ပြီးတော့လေအလွယ်တကူမိတာလေးတွေဖြစ်တတ်တဲ့အခါပညာရေးညံ့တာမျိုးလေးတွေဖြစ်တတ်တယ်။စောင်းမွဲကျတာမျိုးလေးတွေဖြစ်တတ်တယ်။ဂယုဆိုင်ပါလို့အကြံပေးခြင်းနဲ့ဗျာနော်။ဇွန်လ19ရက်20 21 22ရက်25ရက်အဲ့ရက်တွေမှာတော့အလုပ်ငန်းအသစ်တခုကိုစတင်အကောင့်ထဲပို့နိုင်တယ်အလုပ်မရှိတဲ့သူတွေဆိုအလုပ်ရလိမ့်မယ်နော်ဌာနကောင်းသောနေရာဌာနတွေကိုပြောင်းရအောင်မျိုးလေးတွေလည်းအဲ့ကာလမှာကျုံဝတ်တတ်တယ်ရာထူးတို့အပြောင်းအရွှေ့တွေလည်းဖြစ်တတ်တယ် ငွေကြေးကိစ္စလေးတွေစကားပြောဆိုလို့အောင်မြင်မယ်ပြီးတော့ဘာသာရေးနဲ့ပတ်သက်တဲ့ထူခြားတဲ့ရုပ်ဝါတော်တွေဓာတ်တော်တွေမူတော်တွေကြွားလာတာမျိုးတွေဥပမာဖျားပုံတော်တို့ရဟန္တာပုံတော်တို့ဓာတ်မျိုးတွေပါဝင်လာတာမျိုးတွေဖြစ်တဲ့ကောင်းတာပေါ့လေဆိုတော့အဲအိုသစ်အိမ်သစ်ရတာမျိုးတွေအလုတ်သစ်ရတာမျိုးတွေကောင်းတဲ့အရာလေးတွေအများကြီးဖြစ်ဒီလာပါလိမ့်မယ်လွတ်ညွညွအရေးရေးဖြစ်တဲ့ကာလလို့ခေါ်ပါရပါနော်ဇွန်လ23ရက်24ရက်ဒီမှာတော့အညံ့လေးတွေရှိတယ်ဂယုဆိုင်မယ်အထူးသဖြင့်နာမည်ဂုံတဲ့ကနေပတ်သက်ပြီးတော့ကြားစရာလေးတွေဖြစ်တဲ့ အမျိုးသမီးမိမကိစ္စယောက်ျားကိစ္စအဲ့ဒါတွေကိုအကြောင်းပြုပြီးတော့အချက်တကွဲအကျိုးနဲ့တွေဖြစ်မြဲနေနှစ်ခွနဲ့ဖြစ်အာပတ်ဝန်းကျင်မှာမျက်နှာဖော်လို့မရတဲ့အနေအထားတွေဖြစ်ရုပ်ရည်အမှုကိနေပါရင်ဆိုင်ရရောကြည့်ပေးရဒါမျိုးတွေအစားသွားဖြစ်တတ်တဲ့အတွက်အထူးဂရုစိုက်မယ်လူရင်းလူရုံနောက်ကျောဓာတ်နဲ့တဆုံးထိုးလိုက်မယ်ဘယ်သူမှမယုံမှန်းနဲ့လို့ထက်တယ်လည်းအကြံပေးခြင်းနဲ့ဗျာနော်အဲ့တော့ဒီကလာမှာကန်ရီးယားရဲ့ထောက်မမှုတွေဒီအပြေအဝရအောင်အဝါရောင်အစက်ရောင်နှုတ်နှစ်ရောင်ကြက်သွေးရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါဒါအပြင်သစ္စာပန်းရောင်စုံစပယ်ပန်းအုံညွန့်အောင်တပြေပန်း အဲ့ဒီဘန်တွေကိုမိမိတို့ယုံကြည်ကိုရတဲ့ဖရာမှာဖရာဘန်ကတာပဲဖြစ်ဖြစ်အဲနေအဲ့ကနေမှာအလှပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကြုံရတဲ့အញ្ញံခက်လေးတွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေပို့ကောင်းအောင်ရရရာလေးပေးခြင်းနဲ့ရရရာနေနဲ့မလုပ်ကမလဲဆိုတော့အဲမုတ်လုံးကြီးဘော်ကိုကိုယ့်ရဲ့တက်စီပေါ့လေမိမိတို့ရဲ့တက်စီမုတ်လုံးကြီးဘော်အလုံးအရေအတွက်တိုင်းအဲ့ဒါလေးကိုဖရာမှာလူအပေါ်အုံသီးလေးနန်းချင်းပေါ့လေများများလေးဖြူပြီးတော့ကတ်လူပေးပါဗျာနော်မျိုးတို့အလိုရှိရဆန္ဒလေးပြေဝလာလိုက်မယ်မြုပ်နေတဲ့အရာလေးပြန်ပေါ်လာပြီးတော့စီပွားလောက်လာပါလိမ့်ဒီဥမော့လာလိုက်မယ် ကျွန်မနဲ့အညာခက်လေးတွေပြည့်ကျင်နေဆိုရင်တော့စာကလေးငှက်လေးတွေကိုမနက်စောစောလေးမှာစံလေးတွေဖြစ်စေဇပန်နံလေးတွေဖြစ်စေအကျွေးပြီးတော့အညာအခက်လေးတွေပြည့်အောင်ဆူတောင်းပေးပါဒါဆိုရင်တော့ကျွန်မနဲ့အညာလေးတွေဧကံမုတ်ချပြည့်ပြောက်သွားပါလိမ့်မယ်အဲကြာသာပရိသတ်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်